ဘိုင်ယန်မြူးနစ်အသင်းကချန်ပီယံလိဂ်ကွာတာဖိုင်နယ်ပထမကြော့အင်္ဂွင်ပွဲစဉ်မှာအင်တာမီလန်အသင်းကို၂ဂိုးတကိုးနဲ့အရေးနိုင်ခဲ့ပေမယ့်နီးပြကွန်မတီကသူတို့နောက်တစ်ဆင့်တက်နိုင်မယ်လို့ယုံကြည်မှုရှိကြောင်းပြောခဲ့ပါတယ်။ကွန်မတီကအင်တာမီလန်ရဲ့အောင်ပွဲခံမှုတွေကိုအများကြီးတွေးကြရပေမယ့်ကျွန်တော်တို့အတွက်ဒါကပထမပိုင်းပဲရှိပါသေးတယ်။မီလန်မှာနိုင်ပွဲရယူဖို့ကျွန်တော်တို့အတွက်အခွင့်အရေးရှိနေစေဖြစ်ပြီးဒီပွဲကိုစောင့်မျှော်နေပါတယ်။ကျွန်တော်တို့ကမီလန်မှာအနိုင်ရနိုင်တယ်လို့ယုံကြည်နေပြီးကျွန်တော်တို့လုံနိုင်တာထားခြားနာတယ်လို့ထင်စရာအကြောင်းမရှိပါဘူး။ ကျွန်တော်တို့လုပ်နိုင်တဲ့အရာအားလုံးကိုလုပ်သွားမယ်လို့ပြောခဲ့တာပါဒီပွဲမှာလော်တရိုမာတီနက်စ်ကအင်တာမီလန်အသင်းအတွက်ဥဆောင်ကိုတင်ယူခဲ့ပြီးမူလာကဘိုင်ယန်မြူးနစ်အသင်းအတွက်ချီပါကိုပြန်တင်ယူခဲ့ပါတယ်ဒါပေမဲ့ပွဲချိန်88မိနစ်မှာဖရက်ဒီစီကအင်တာမီလန်အသင်းအတွက်အနိုင်ကိုတင်ယူခဲ့တာပါဒီရှုံးပွဲကြောင့်ဘိုင်ယန်မြူးနစ်အသင်းဟာ2021ခုနှစ်အေပီလနောက်ပိုင်းချန်ပီယံလိအိမ်ငွေပွဲစဉ်မှာပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီး 22ပွဲစတိုက်အင်ကွင်းရှုံးပွဲမရှိတဲ့အမှတ်တမ်းကောင်ရပ်တန့်သွားခဲ့တာပါအင်တာမီလန်အသင်းအားဒုတိယအကြိုကိုအင်ကွင်းလက်ခံရှင်မြန်ရမှာဖြစ်လို့ဒီနိုင်ပွဲကြောင့်အသာကျက်ရရှိသွားခဲ့တာပါဒါပေမဲ့ဘိုင်ယန်မြူးနစ်အသင်းဒီပြကော်မတီကသူတို့ဒုတိယအကြိုဝေကွင်းပွဲစဉ်မှာနိုင်ပွဲရယူနိုင်မယ်လို့ယုံကြည်မှုရှိကြောင်းပြောခဲ့ပါတယ်အင်တာမီလန်အသင်းဒီပြအင်ဇာကီကသူတို့ဟာဘိုင်ယန်မြူးနစ်အသင်းကိုအနိုင်ရပြီ အရေးပါတဲ့အရာတစ်ခုကိုလုပ်ခဲ့ပေမယ့်နောက်ထပ်အလုပ်တွေကဆောင်ဆိုင်နေတယ်လို့ပြောခဲ့ပါတယ်။ Italy Serie A နဲ့ Bundesliga အမှတ်ပေးစရာတွေကိုဦးဆောင်နေတဲ့ Inter Milan နဲ့ Bayern Munich ရဲ့အသင်းတို့ရဲ့ Champions League Quarter Final ဒုတိယအကြိမ်ပွဲစဉ်ကို AP 16ရာမှာရှင်းပြသွားမှာဖြစ်ပါတယ်။